ေယောဝလုံးပဲမင်္ဂလာနက်ကင်ဘာနိုဝမ်ဘာလ20ရက်နေ့ရက်မနက်ပိုင်းအထူးတရမြတ်ကိုပထမဆုံးလိုဂျင်တူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလေးကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးအခုချင်းတီအားပေးနေတဲ့တုံ့ပြန်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင် နဝမ်ဘာလ17ရက်နေ့တွင်ပခူတိုင်အင်တကိုမြို့အခြေစိတ်ခမယတရခွန်တိတ်ရှင်မှစစ်မှုထန်တတတိလေဦးတနတ်နတ်လက်ယူဆောင်လာပြီးယင်းတာကိုလမ်ထန်တော့အလင်းဝင်ရောက်ခေကြောင်တီစီရပါတယ်ကောင်းလေးတဲ့တဲ့နောက်တဲ့ နိုဝင်ဘာလ7ရက်နေ့နဲ့နိုဝင်ဘာလ14ရက်နေ့တို့တွင်မန္တလေးတိုင်းမင်းချန်နော့တကြီးလမ်းပိုင်းရှိအချမ်ပစစ်တကဒိတ်ပွန်တာတိုရွာကြီးရွာနဲ့ရွာတိကျေးရွာအပါဝင်စစ်ခွေးများရေချူးနေသည့်နေရာများကိုတော်လှန်ရေးတပ်ဖွဲ့များကဒရုန်းအစီပစ်ဘုံးချတဲ့ခိခိကြောင်တီစီရပါတယ် ထူတောက်ဒရုန်းဖိတိတ်ခိမှုအတွင်ကိတ်စကန်အတွင်စီအချမ်ပစကွေငါကောင်ပွေးချင်းပီခွေတေဝတ်တေတေဆုံးခေကြောင်တီစီရပါရမ်ထူပင်ရေချူနေတော်နေရာစီစစ်ခွေများလေထိမှန်ခေပီထိခိတန်ရာရရှိသူရှိကလူနာတင်ကားများဖိလာယုတ်ကိုဆောင်တော်ကြောင်ဖိခော့ဒရုန်းတင်ကန်ကတရင်ထုတ်ပြန်ထားပါရဲကောင်လိတေတတင်းနုတ်တတင်း နိုဝင်ဘာလ10ရက်နေ့ကချင်းပီနယ်ဒီဒီမြို့မှထွက်လာသောအချမ်းပစစ်တစစ်ကြောင်းကိုချင်းတော်လှန်ရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာမြို့ဟာမူလမင်းထွန်းအပါအဝင်တဆိတ်တစ်ခုလုံးတိုက်ခိုက်ခံရပြီးစစ်တပ်မှဘူတကောင်အပါအဝင်ကုနကောင်ပွေချင်းပီခွေတဲ့ဝတ်တီတေဆုံးကမြို့ဟာမူလမင်းထွန်းအပါအဝင်လေးကောင်အပင်းနထန်ဒရာရရှိခဲ့ကြောင်းဒါရအပိနထန်ရရှိသည့်မြို့ဟာမူလမင်းထွန်းအပါအဝင်စစ်ခွေလေးကောင်ကိုဒီဒီမြုပ်ဆေးယုံ၌ တင်ပူကူတာထာချံယောအလင်တမ္မာတဒင်းထုတ်ပြန်ထားပါရယ်ကောင်းလိတ်ဒေးတဒင်းနုတ်တဒင်းနဝံဘလာစချောယနေတွေမကွေတိုင်းယေစုမြုပ်နေကြောက်လေကားကိတ်မှပခုခုမြုပ်နေပန်တိုင်ချုံကိတ်တော့ပီတုကာမြချိုးဆွေပြီးလိတ်ပါလာသည့်ကာငါစီအနက်နောက်ဆုံးကားတစီကိုပီတုကာကွေရဲ့ပူပေါင်းတဖွဲ့ဝင်များကအပိုင်ပိကတ်ချေမုန်တိုက်ခိတ်ခေရာကားပေါ်ပါစစ်ခွေစရှိကောင်ခွေးတွေဝတ်တည်တည်ဆုံးကြောင်တီစီရပါရင် တေဆုံစိခွေးများနဲ့ပန်းတိုင်ချုံကိတ်တောက်ရုပ်ရှိတော်တော်စိခွေးများကိုညရှိနိုင်အချင်းတွေပခုခုမြုံမှကာစီစီဖစ်လာရောက်တေဆောင်တော်ကြောင့်စောက်တဲ့မွေ SOPDF မှတရင်ထုတ်ပြန်ထားပါရဲ့အာရရှာကြီးကွာကောင်းလေတဲ့တတင်းနောက်တင်းကျောက်ဖြုံမြုံနေမင်းပင်ရွာမှာဝင်ရောက်ချေကောက်ယူထားတဲ့စစ်ကြောင်းနှစ်ကြောင်းအနက်တစ်ကြောင်းကိုအရခတ်တတော်အေကဝင်ရောက်တိုက်ခိုက်ချေပုန်းတဲ့အတွက် စစ်တပ်ကအကြအဆုံးမြတာကြောင့်အကြံဖက်လေတပ်ကဂျက်ဖိုက်တာနဲ့နိုဝင်ဘာ19ရက်ညနေ9:00နာရီအချိန်ထိအပိနတံဘုံကျိတ်တိုက်ခိတ်နေတယ်လို့သိရှိရပါတယ်။မင်းပင်မူလေဝတာရေတာအဆောက်အဦရှိမှာဝါဒဖြန့်တပ်ပုံရိပ်ရန်တန်းစီနေစဉ်အေအေတိုက်ခိတ်တဲ့အတွက်စစ်ခွေးတွေ အများအပြားတည်ဆုံပြီးနောက်အကြံဖက်စစ်အုပ်စုရဲ့စစ်ကြောင်းနှစ်ကြောင်းဟာမင်းပင်ရွာထိုင်တဲ့မူလေဝတာရေတာစခန်းထဲမှာဝင်ရောက်တဆွေးနေရယူထားတယ်လို့သိရှိရပါတယ်။ အဒီနောက်မင်းပင်ကျေရွာမူလေဝတ္တရေဒါစခန်းနဲ့ရေစခန်းတို့မှာအဓိကခြေကောက်ယူထားတဲ့အကျံပစစ်တပ်သားအနီးပတ်ဝန်းကျင်ကျေရွာတွေကို drone အပါအဝင်လက်နက်ကြီးတွေနဲ့တောက်ရှက်ဖမ်းဆီးတိုက်ခိတ်မှုတွေစက်တိုက်ပြုတ်လုပ်ခဲ့တယ်လို့စစ်မေပင်တရင်းရှင်မြစ်တအူးကပြောဆိုထားပါတယ်။ ခုလိုပြောလို့နေတဲ့အတွက်စစ်တပ်စစ်ကြောင်းတစ်ခုအထက်ကမင်းပင်ရွာထဲမှာဝင်ရောက်နေရယူတဆွေးထားတဲ့စစ်ကြောင်းကိုနိုဝင်ဘာ19ရက်နေ့လေကအေအေကအပိနထံဝင်ရောက်တိုက်ခိုက်ချိန်ပုံးတဲ့အတွက်စစ်ခွေဖက်မှအကြအဆုံးများပြီးစစ်ခွေစီကောင်ကျော်လေးအေအေကဖမ်းဆီးထားတယ်လို့သိရှိရပါတယ်။ရွာထဲနဲ့ရွာပင်တွေမှာရှိနေတဲ့စစ်ခွေတွေကိုအေတာကိုအကုန်စီမင်းတိုက်ခိုက်လိုက်တာစစ်တပ်အကုန်ချိန်ပုံးခံလိုက်ရတယ်လို့သူကပြောဆိုထားပါတယ်။ စစ်ချောင်းတစ်ချောင်းလုံးကိုချေဖုံးပစ်လိုက်တာပေါ့ကွာ။ကောင်းလေတဲ့တတင်းတော့တတင်း။နိုဝင်ဘာလစကူရင်နေမနေ့ကနေ့ခတ်မှာစကိုင်းတိုင်းဆာလင်ချီမြို့နယ်အတွင်းစီတရုတ်ဝန်ပောင်ဂျေနီစီမတ်ဂင်းတေကိုချုတ်တိတ်တုံစေလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဂျေပြာဆက်ယုံပေါ်ကြာရောက်ပုတ်ကွေးခဲ့ပြီးမိလောင်ခေကဥအိုးဆွေးတန်တွေနဲ့စုမြင့်နေတဲ့လို့ရင်မပင်ကီယိုင်ပါကပတထုတ်ရေးဘုကပြောဆိုထားပါဗျာ။ စစ်ကောင်စီဖက်ကလည်းပြန်လေပြစ်ခတ်တိုက်ခိုက်ထိတာကြောင့်တစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဝန်ပောင်ထေးကိုပစ်တာစေလုံးလို့ရှိတယ်ဗျ။စစ်ယုံပေါ်ချပြီးမီးလောင်လို့ဥအိုးတန်တွေကိုစုညံ့နေတာပဲ။ခွေးတွေဖက်ကလည်းပြန်ပစ်တယ်ဗျ။သူတို့ဖက်ကအထီးအခိတ်တော့မတိရသေးဘူးလို့သူကပြောဆိုထားပါတယ်။ဒါပင်စစ်ကောင်စီဟာလာမီဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲကိုဝန်ပောင်စီမံကိန်းအတွင်းမှာ ပြောလို့မှဖြစ်ပြီးတော့အပင်လူဘေးဝင်မှာမဟုတ်ပဲသူတို့လူနဲ့သူတို့လုံမှဖြစ်တယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲကိုဝန်ပုံထေးမှာလုံမင်တီးရတယ်ဗျ။ပြိုင်မဲ့သူတွေကကြံ့ဖွဲတွေပဲရှိတယ်။အပင်လူအဝိမခံဘူးတီးရတယ်ဗျ။သူတို့အတွင်းလူနဲ့ပဲလုံမင်လို့တီးရတယ်လို့အစူပါရေးဖို့ကစက်ပြောပါတယ်။ကြောက်လို့လုံဖို့ကွာကြောက်လို့ကြောက်လို့။ငါညစ်တာအွေကလေးကိုကြောက်နေကြတာကွာကြောက်နေကြတာ။ အခုတလို့ဝန်ပုံ company ကိုခဏခဏတိတ်ခံရတယ်နော်။ထီယုံမှုတွေလည်းရှိတယ်။အခုတော့မီးလောင်သွားတယ်ဆိုတော့ပျက်စီးသွားပြီပေါ့ကွာ။ Gong Li De The Din Not The Din အမျိုးသားညီငွေရဲ့အစိုးရ NUG နိုင်ငံချဲရေးဝန်ကြီးဒိုစီမာအောင်ဟာဩစတြေးလျနိုင်ငံချဲရေးဝန်ကြီးနဲ့တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေနဲ့ဒီမိုကရေစီရေးရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့တည်င်ထုတ်ပြန်ထားပါတယ်။ အန်ယူဂျီနိုင်ငံချဲ့ရေးဝန်ကြီးဟာအော်စတြေးလျနိုင်ငံချဲ့ရေးဝန်ကြီးဖန်နီဝိုက်စ်နဲ့နိုဝင်ဘာ19ရက်မှာကင်ဘာယာမြို့ကပါလီမန်လွှတ်တော်အဆောက်အဦမှာတွေ့ဆုံခဲ့ကြတယ်လို့သိရှိရပါတယ်။အဆူပါတွေ့ဆုံမှုအတွင်းမှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပေါ်တူးတက်မှုတွေလူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်တွေနေဆက်ဖြစ်ကြောရာဇဝတ်မှုတွေနဲ့ data တွင်တင်းငင်းအချင်းရေးဆိုင်ရာကိစ္စတွေကိုအဓိကထားဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်။ ဒါပင်နိုင်ငံချေးဝန်ကြီးဒေါ်စင်မအောင်က NUG ရဲ့ Federal Democracy ပြီးထောင်စုတိဆောက်ရေးလမ်းပြမီပုံထက်အတူစစ်တောက်ချုပ်ရေးကိုအခိုင်အမာဖြစ်စေမဲ့ဘယ်လိုလုပ်ငန်းစဉ်ကိုမစူပေချက်ဖို့အရေးကြီးကြောင်းလဲရှင်းပြခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒိုစီမာအောင်နဲ့ဩစတြေးလျနိုင်ငံချဲရဲဝန်ကြီးဖနီဝက်စတော့ဟာ PK တဲ့နှစ်ဂျွန်လေးရဲ့မှာလဲတွေ့ဆုံခဲ့ဖူးပြီးမြန်မာပြည်သူတွေအတွက်ဩစတြေးလျနိုင်ငံရဲ့အနေနဲ့ ကိုငီပန်ပူပေမဲ့လမ်းကြောင်းတွေကိုဆွေးနွေးရှာဖွေခဲ့ကြတယ်လို့အန်ယူဂျီနိုင်ငံချဲ့ရဲ့ဝန်ကြီးကတရင်ထုတ်ပြန်ထားပါတယ်။ဒါအကောင့်နဲ့တွေ့ဆုံမှုတစ်ခုဖြစ်ပါတယ်။ဟိုဖက်ရက်ကွက်ကစခွဲတွေကိုတော့စိတ်နာပါပဲ။ဒီလိုမျိုးတရင်တွေကြားရင်တော့ဟိုဖက်ရက်ကွက်ကစခွဲအဖွဲ့တွေလည်းတခြားနိုင်ငံတွေနဲ့တွေ့ဆုံဆွေးနွေးတယ်ဆိုတာတခါမှမကြားရသေးဘူး။တရုတ်ရုရှားကလွေလုံမေးနိုင်ငံကမှမခုဘူး။နိုဘန်ဘာလန်စီယင်းနေမနပိုင်အထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆွင်တော့ကျွန်တော်တို့ပထမဆုံး ခင်ခင်ဝေးဖက်ပေးတဲ့စာလေးကိုတစ်ချက်လုံးနားဆင်ကြည့်အောင်တီတီမိမိစာလေးကိုဖတ်ပြပါမယ်မင်းသားလားလူချမ်းလားအာနာရှင်စနစ်ကို အမြင့်ပြတ်အောင်တော်လန်နေကြတဲ့ဒီပွဲမှာပေးဆက်နေတဲ့သူလည်းရှိတယ်ဘေးရနေတဲ့သူလည်းရှိတယ်အတွေးနဲ့နှက်နေတဲ့သူလည်းရှိတယ်အဆုံးထိသွားနေတဲ့သူလည်းရှိတယ်ပြုံးစီစီနဲ့ကစားနေတဲ့သူလည်းရှိတယ်ကုန်းကြီး ဖားနေတဲ့သူလည်းရှိတယ်။ယုံပြတဲ့သူလည်းရှိတယ်။ခုံချတဲ့သူလည်းရှိတယ်။တပုံထတဲ့သူလည်းရှိတယ်။လေပဲတိုက်တဲ့သူလည်းရှိတယ်။ခြေကွဲရှိုက်နေတဲ့သူတွေလည်းရှိတယ်။ထွက်ပြေးတဲ့သူလည်းရှိတယ်။အသက်ပေးတဲ့သူလည်းရှိတယ်။စိတ်ရင်းမဲ့သူလည်းရှိတယ်။ကြည်ပွားနေတဲ့သူလည်းရှိတယ်။ညီးသွားနေတဲ့သူလည်းရှိတယ်။ ဟီဟီဟာဟာလုံနေတဲ့သူလည်းရှိတယ်။အမှန်အကန်လုတ်တဲ့သူလည်းရှိတယ်။အကျဉ်အဖန်လုတ်တဲ့သူလည်းရှိတယ်။ဇလံလုတ်ကြတဲ့သူလည်းရှိတယ်။ကောင်းစားနေတဲ့သူတွေရှိတယ်။တောင်းစားနေတဲ့သူလည်းရှိတယ်။ရောင်းစားနေတဲ့သူလည်းရှိတယ်။ဟန်ရေးပြနေတဲ့သူလည်းရှိတယ်။အနံ့ရေးပြနေတဲ့သူလည်းရှိတယ်။ဇလံဖိမနေတဲ့သူလည်းရှိတယ်။ ယူကောင်းနေတဲ့သူလည်းရှိတယ်။မူမပြောင်းတဲ့သူလည်းရှိတယ်။စုဆောင်းနေတဲ့သူလည်းရှိတယ်။အာနာယူတဲ့သူလည်းရှိတယ်။တာယာကူးတဲ့သူလည်းရှိတယ်။ဘာမှမထူးတဲ့သူလည်းရှိတယ်။အလုတ်လုံနေတဲ့သူတွေရှိတယ်။အရှုပ်လုံနေတဲ့သူတွေရှိတယ်။မလုံမရှုပ်မပြုတ်တဲ့သူတွေလည်းရှိတယ်။နေရာယူတဲ့သူလည်းရှိတယ်။မတိကြတဲ့သူတွေလည်းရှိတယ်။ ဝေဒနာအပူမိနေတဲ့သူလည်းရှိတယ်။ဘာပဲဖြစ်ဖြစ်ဒီဇလန်းမှာကိုတမိုင်းကိုရေးကြတာမို့မင်းဇလန်းမင်းရေးငါဇလန်းငါရေးမယ်။ကိုကိုကိုလူချမ်းလားမင်းသားလားဆိုတာပိတ်ကားကြီးမချခင်ပြန်တွေးကြည့်ငါမြင်စာကြည့်စက်ငါမြင်စာဟုတ်တယ်ညီမလေးပတ်ပေးတာဒါကောင်းပါတယ်လို့ဒီကနေ့ပြောချင်ပါတယ်ခြေယူလေးမြတ်ကြည့်တင်ပါတယ်လို့ကေတာဆိုရင် download video အစိုးရမလောက်တတ်တဲ့အပငဒူးလှိုင်ကိုဆုံးမနေတဲ့မြက်ယတနာဘူးတစ်ချက်လောက်နားဆင်ကြည့်ရအောင်ဘူးမရောင်းလိုက်ခမရအစိုးရမလောက်တတ်ရင်လေကျမတင်ပေးမယ်တိလားယနေ့ခေတ်အစိုးရတွေကဘလို့လောက်ကြလဲတိလားပြည်သူကိုလေပြည်သူကိုတက်ပြီးတော့နေရမယူတော့မယူဘူးတိလားဘယ်အစိုးရမှမယူခမရအုံနောက်ပါရင်ခမရလေးလာကြည့်ဘာလောက်တယ်လဲတိလား ပြည်သူလူထုမထောက်ခံရင်အစိုးရမလုပ်ရမှာဆိုလို့ပြည်သူကိုဘလို့ပြည်လည်အောင်လုပ်ရမလဲဘလို့စိတ်ချမ်းသာအောင်ထားမလဲဘလို့ဝင်ငွေရအောင်လုပ်ပေးရမလဲဘလို့ပညာတက်အောင်လုပ်ပေးရမလဲအဲ့လိုအစိုးရတည်းကြီးပဲနိုင်ငံတကာကိုခမရပတ်ကြည့်လိုက်ရူချာအစိုးရကိုလည်းကြည့်ကြည့်လိုက်ခမရတိတ်အထင်ကြီးတဲ့ရူချာဆိုရဒီကိစ္စတွေကလေအခုထည့်တော်လန်ရင်းတွေဘာလို့ပေးသေးတာလဲသိလားအရင်တော့အလိုမျိုးနိုင်ငံခြားကနိုင်ငံခြားသားတွေကဂျပန်နဲ့အင်္ဂလိပ်တွေကလေမမာပီကိုအဲ့လိုလက်နက်အားကိုနဲ့မသိမ်းတော့ဘူး ဘာလို့လုပ်လဲသိလား control နဲ့သိနေအလားပါကုန်ပစ္စည်းနဲ့သိနေ music တွေနဲ့သိနေအမျိုးမျိုးပုံစံမျိုးစုံနဲ့သူတို့ရဲ့ control ဘောင်းစုံနဲ့သူတို့ညမပြီမှာနေချက်ပြီးတော့ control လုပ်နေခင်ဗျားမသိဘူးခင်ဗျားကကြတော့ဗာလဲဆိုတော့ကိုအိတ်ကက်တဲ့ထက်ရပြီးရောညမပြီကဆယ်ချက်တန်ကိုနှစ်ချက်နဲ့ခင်ဗျားရောင်းနေခင်ဗျားဗာလဲပြည်သူတွေညမပြည်သူတွေကိုတတ်တတ်မဲ့နှိမ့်ဆက်ဦးတယ်အစိုးရလှုပ်ချင်တယ်ခင်ဗျားတို့တွေကစစ်တက်ဆိုတာက စစ်တက်ဆိုတာစစ်တက်လိုမျိုးပဲနေရတယ်စစ်တက်လိုမျိုးမနေရနဲ့ပြည်သူကိုတတ်တယ်ဆိုတာအဲ့ဒါရာဇဝတ်မှုမြောက်တယ်ဦးမြင့်နိုင်ရဲ့မြောက်နိုင်ရဲ့အဲ့ဒါသိလားခင်ဗျားတို့ပြည်သူကိုကာကွယ်ဖို့တက်ကိုစစ်တက်ထောင်ထားပါတယ်ဆိုတော့ခင်ဗျားတို့ကိုယ်တိုင်အဲ့ပြည်သူတွေကိုဘုံနေကြလက်လက်တင်နေလိုက်တတ်နေအဲ့ဒါခင်ဗျားတို့ရာဇဝတ်မှုမြောက်တယ်အဲ့တော့ခင်ဗျားတို့လက်နက်ကင်တွေလောက်တောင်မှတင်ရမရှိဘူးလက်နက်ကင်တွေကိုနှစ်ပေါင်းများစွာတပုံတပုံလုံးထိုးချလာတာလေအဲ့ဒါဒီပွဲမှာခမရတပုံတာခမရဓမြလားခမရတခိုးလားလက်နက်ကင်တွေကဘာလဲဆိုတော့မြင်ရတယ်ဘာလဲသိလား လက်လက်ကင်နေတိုက်သွားတာကြည့်လိုက်တီသူတူတယောက်ရဲ့အိမ်ကိုမထီဘူးနော်ပြီသူတယောက်ကတော့တနက်နဲ့မပြစ်ဘူးခမားတို့ပိုင်ဆိုင်မှုတွေပဲတိမ့်တိမ့်သွားတာဘလောက်တော်လဲအရေးချင်းအဲ့ဒီမှာကွာလေအဲ့ဒီအဲ့ဒါအစိုးရလက်သစ်ရဲ့အဲ့ဒါစနစ်ပဲအစိုးရလက်သစ်ရဲ့စနစ်ကောင်းပဲစနစ်ကောင်းလို့မြင်ရတယ်အဲ့ဒါဒီလားခမရနဲ့အရေးချင်းစိတ်တဲ့တခြားစီပဲခမရကမနိုင်နိုင်ရကြည်မီးရှို့တယ်ပြည်သူကိုတတ်တယ် သူတို့ကမဟုတ်ဘူးခမားတို့ရဲ့ဥတီချက်တေကိုပဲသူတို့တိမ့်တိမ့်သွားတာသူတို့ကြောင့်ဆိုပြီးတော့သူတို့ပြက်တက်လို့သူတို့ဘုံကျဲလို့ပြည်သူတို့တယောက်ဒီနေ့မသိဘူးသိဘူးခမားတို့မင်းရှုလို့ခမားတို့ဘုံကျဲလို့ခမားတို့တတ်လို့ပဲပြည်သူတွေတေတာပဲရှိတယ်ဒီမားတွေစနစ်ကွာတယ်နော်သူတို့သွားနေတဲ့စနစ်နဲ့ခမားစနစ်နဲ့မတူဘူးစိတ်တက်ခြင်းနဲ့မတူဘူးသိလား ခမရတော်တော်မိုက်မဲနေပြီဦးမေအောင်ကြီးတိလားခမရမှလည်းစနစ်လည်းမရှိဘူးဝါဒလည်းမရှိခမရမှလည်းဖြစ်စည်းဝါဒလူတက်ဖို့ဝါဒပဲရှိတယ်။ဒါကြောင့်ခမရတို့ကိုကြောက်ကပြောတာစိတ်ကြစားလူတက်သမားတွေလို့ခမရတို့ပြောတာမိတ်တယ်နော်ဆုံးမသွားတာဒီဗီဒီယိုကတော့ချစ်ပီသားတုံရဲ့ချင်းတွေရှိမှာပါရခိုင်မလေးဖြစ်ပါတယ်ကေဒါဆွင်တော့နောက်ဗီဒီယိုဘူချီနေမျိုးရင်ပြောသွားတာကိုတစ်ချက်လုံးနားဆင်ကြည့်အောင်ဒီချိန်မှာဖက်စစ်ဂျမ်ဖက်တီရဲ့ အဲ့ဒါမှအုပ်ချုပ်မှုအောက်မှာရောက်နေကြတဲ့ပြည်သူတွေလည်းပဲကျွန်တော်တို့အနေနဲ့စိတ်ခွန်အားပေးပါတယ်လူကြီးမင်းတို့အနေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လေပင်မှာဝဲနေတဲ့ဓာတ်ကိုကြောက်လန့်လို့ဖြစ်စေကြောက်ရွံ့ခြင်းမှာပြပြားနေအောင်နှင်များစွာဖိထားခံရလို့မယုံတာဝန်နဲ့အနေထားကြောက်ဖြစ်စေငကူဗီဇစရိတ်ကြောက်ပဲရောင်ရဲလွယ်ပြီးကျုံလာသမျှဘဝကံမှာပဲဆိုပြီးပော့ပော့နေတတ်တဲ့ဒလေးကြောက်ပဲလို့ဆိုစေကျွန်တော်တို့အားလုံးဟာနိုင်ငံသားတွေဖြစ်တယ်ကောင်းတူစုဖက် ရင်ဆိုင်ဖြတ်ကျော်ရရမယ်တူတုံစင်းမိသားစုဝင်တွေဖြစ်ကြတယ်အဲ့တော့ကျွန်တော်တို့တော်လန်သောပြည်သူတွေမြမပြည်ကြီးကိုလွတ်လပ်စေလိုတဲ့စိတ်နဲ့ကြိုးစားနေတော့လူတွေရဲ့မျှော်မှန်းချက်ဟာတနိုင်ငံလုံးပြည်သူတရားလုံးလွတ်လပ်ဘေးကင်းလုံခြုံဖို့ပျော်ရွှင်ကြဖို့ဖြစ်ပါတယ်အဲကြောင့်မို့ဖက်စစ်ဂျမ်းဖက်တီရဲ့အောက်မှာရောက်နေကြတဲ့ပြည်သူတွေကိုကျွန်တော်တို့ခွန်အားလေးပေးပါတယ်နှိုးဆော်စကားလေးပြောချင်ပါတယ် လွန်ခဲ့တဲ့၄နှစ်ကျော်၅နှစ်တောတင်းမှာအချိန်အကြောင်းမျိုးမျိုးကြောင့်ငုတ်ခံခဲ့ရပြီဖြစ်စေတုံ့ပြန်မှုတွေအခွင့်မရခဲ့ပြီဖြစ်စေစစ်ကောင်စီလို့ခေါ်တဲ့စကားစားဖက်ကတောင်းဆုံတဲ့စောင့်ကြည့်တဲ့ CCTV ကင်မရာတွေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လက်ပါစီ လူမိုက်တွေနဲ့အင်မတန်မှဆိုးဝါးတဲ့အချင်းထောင်းနဲ့အင်မတန်မှကော့ချစ်ပတ်ဆက်တဲ့ရဲနဲ့ဒါတွေနဲ့ပတ်ပတ်လေထိမ့်ညှိထားလို့မလူးတာမလွန့်တာရှိခဲ့တယ်ဆိုတော့ကျွန်တော်တို့နားလဲပါတယ်ဒါပေမဲ့ ီကနေ့ရဆွဲတွေဟာလွန်ခဲ့တဲ့နှစ်လွန်ခဲ့တဲ့လလွန်ခဲ့တဲ့အချိန်နေနဲ့လုံးဝကွဲလဲနေပြီဆိုတာတော့မြမပြည်သူတရားလုံးသူတစ်ပြက်ဖက်စစ်တရဲ့လက်အောက်မှာဘလို့ဆက်ပြီးရုန်းကန်ရမလဲတော်လိုင်းကြီးမှာငါတောင်းဝင်ကြလာတဲ့ဒီနေ့ငါဘလို့ပါဝင်ကြေပြွန်ဖို့လုံမလဲလို့တွေးထားတဲ့ပြည်သူတရားလုံးကိုဒီကနေ့ကတော့ကျွန်တော်အားလုံးအတူတူတက်ညီလိုက်ရင်ရုန်းကန်ရမယ့်အချိန်ရောက်ပြီလို့ကျွန်တော်နှိုးဆော်ချင်ပါတယ်ဘလို့ရုန်းကန်ရမလဲ ကြလာတဲ့တာဝန်ပေါ့အခုအတူရောင်ရွေးကောက်ပွဲဖြစ်မှာမဟုတ်ပါဘူးအတူရောင်ရွေးကောက်ပွဲ sham election ဖြစ်ဖို့လုံးစော်ဆေးစော်ပူးပေါင်းနေတော့ဒူတွေထဲမှာမိမိတူဦးချင်းစီမပါဖို့ဘူးပြပါမိမိဆွေမျိုးသားချင်းမိမိမိတ်ဆွေတွေကမပါဖို့တိုက်တွန်းမှာလို့ဆိုပါဘလူနီးနဲ့ဖြစ်ဖြစ်မိမိမှာငင်းဆန်ပိုင်ခွင့်ရှိတယ်ဆိုတော့အတိကိုလက်ခံပြီးတော့ပထမဆုံးဖက်စစ်အုပ်စုရဲ့ဘာလုပ်လို့မပူးပေါင်းဖို့ ရသမျှကြိုးစားခြင်းဖြင့်နောက်ဆုံးဖြစ်ပေါ်လာတဲ့တာဝန်တွေကိုဝင်ရောက်ကြည့်တယ်မှာဒုတိယအဆင့်အခု scammer လို့ခေါ်တဲ့ online ကြားဖြန့်ရာဇဝတ်ကိန်းသားတွေကိုဖမ်းဆီးဖို့မြေပုံမှာ American ကဆင်းပြထားတဲ့ထဲမှာငယ်စက်တွေတင်မဟုတ်ပါဘူးရန်ကုန်မြို့လည်းပါပါတယ်အဲ့တော့ဘာလုပ်ရမလဲဘာတွေဖြစ်လာမလဲမြန်မာပြည်သူအထူးသဖြင့်ရန်ကုန်နေလူထုအနေနဲ့အဆင်ပြေရှိနေကြဖို့လိုပါတယ်ပေးကြတယ်ခြေနေဒီ ချိန်ခါတွေကအခွင့်ကောင်းဖြစ်ရောက်ရှိလာပြီဖြစ်တယ်။အဲ့တော့တုံကြိုက်လာတဲ့အချိန်မှာအင်းနဲ့အားနဲ့ထိုးဆိုင်နိုင်ဖို့မိမိတို့ရဲ့လမောင်းတွေတန်းအောင်ပြင်ထားပါ။မိမိတို့ဆောင်းသားတွေထည့်အောင်တွေးထားပါ။မိမိတို့ပတ်လည်မှာရတဲ့သမျှဖက်စစ်အာနာရှင်စနစ်နဲ့ပတ်သက်တဲ့ရန်နေရာတွေကိုဖေရှားတန့်စင်ရှင်းလင်းနိုင်ဖို့တည်င်းချက်လက်အားလုံးစုဆောင်းထားပါ။အေးအရေးကြီးဆုံးကတော့ တိုင်းပြည်ကိုပြန်လည်ထူထောင်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံပိုင်အဆောက်အုံတွေမပြည့်စည်စီပဲနဲ့ဒီအဆောက်အုံတွေပေါ်မှာအခမ်းအနားတက်နေပြီးနိုင်ငံကိုဖျက်ဆီးနေတဲ့လူပုဂ္ဂိုလ်နဲ့အဝင်းဝိုင်း network တွေကိုပဲအမြန်ဆုံးကျွန်တော်တို့လူလူအင်အားနဲ့ထိမ့်သိမ်းနိုင်ဖို့သူတို့ရဲ့ပုံမှုဖျက်ဆီးမှုရင်ကကာကွယ်နိုင်ဖို့နီလန်းတွေကိုစံစားထားကြပါတိချတာတော့ကျွန်တော်တို့အားလုံးရဲ့အနာဂတ်ပျော်ရွှင်ငြိမ်းချမ်းစွာနဲ့အိမ်မက်ထဲမှာပဲမဲ့ဝွန်နူနူ မျိုးလင့်ခဲ့ရတဲ့ငင်းချမ်းသောမလက်ဖြံတွေဟာကြီးကပ်လာပြီးဖြစ်ပါတယ်။အပြည်သူပြည်သားအလုံးမမေ့မလျော့မပေါ်မဆသောတတိနဲ့နိုင်ငံတော်တစ်တိဆောက်ဖို့ခွန်အားတွေအတူတူမွေးကြပါစို့။ဝချင်းနေမျိုးရင်ပြောသားတာအားရှိပါတယ်။ကျေးဇူးလေးတင်ပါတယ်လို့ kedaswin.no video အပါလောက်ကဘလူလာမလဲငကြောင်မင်းတစ်ချက်လောက်ရှုချရအောင်။တထူးကြတာကအမေရိကန်က KNU နဲ့ပတ်သက်ပြီးဘာစကားမှမထုတ်ဘူး။သူက DGB ကိုလက်ညှိုးကောက်ထုတ်ပလိုက်တယ်။ BGF ကို ကြတော့အရင်တော့ဒီပိတ်ဆို့ကန်တာမှုလုပ်တယ် DGB ကိုလည်းညှို့ထိုးတယ်ဆိုတော့ DGB နဲ့ BGF ကိုပဲသူကအမေရိကန်တာဂက်ထားလိုက်တယ် KNU ကိုတော့မပြောသေးဘူးဆိုတော့ကြည့်ရတာ KNU ကသူ့လူမှုလို့လားတော့ကျွန်တော်မသိဘူးသူ့လူမှုလို့သူတမန်ခဏဟိုနှစ်ကောင်လည်းညှို့ထိုးလိုက်ပြီးတော့မင်းတို့တွေ့လားမြင်လားမင်းတို့ကဘောပြစ်သွားမယ်ဘာဖြစ်နေလဲဆိုတော့မျိုးငါတို့ခိုင်းတာမဟုတ်ဘူးမင်းတို့ဘောပြစ်သွားမယ်လို့များ message ပေးချင်သလားတော့မသိဘူးအမေရိကန်ကအဲ့တော့ကျွန်တော်တို့ပြောခဲ့တယ် ဒါပေမဲ့တရိတ်ဆိုင်နဲ့ American ထုတ်ပြန်ပြီးတော့သိမ်းမချဘူးပဲ KND ကလည်းငါတို့မပတ်သက်ပါဘူးငါတို့မဆိုင်ပါဘူးမဟုတ်ပါဘူးမရှုပ်ပါဘူးပေါ့မင်းတင်သလိုမရှုပ်ပါဘူးပေါ့ဟုတ်တာတို့ကိုပြုတ်ကထုတ်ကပြောရင်သူကပြောမယ်လိန်နာလေးတော့ငါတတ်တယ်ဖြစ်ကုန်ပြီအဲ့လိုဖြစ်ပြီသူလိန်နာလိန်ပါပဲဒီသဘောတော့တော့တွေ့ရတယ်ပေါ့နော်ဆိုတော့တတော်စိတ်ဝင်စားဖို့ကောင်းတယ်ဒီဒီကြပြန့်ကိစ္စနောက်မှမြုပ်တယ်ဘလို့ဖြစ်ဖြစ်ကျွန်တော်ဒီပွဲမှာဘုသူမှုကြီးမြောင်းလိုင်းရဲ့ဒီပိုက်နဲ့ရှိသောသူ့ပိုက်နဲ့ရှိမယ်လို့ယူဆရသောအဲသူ့ရဲ့လှုပ်ဆောင်နိုင်မယ်လှုပ်ဆောင်နိုင်စွမ်းအားကိုကျွန်တော်ကြည့်မယ်စောင့်ကြည့်ရတယ်ဘာလို့ သူဒီဒီဘဘွဲကိုကြော်ဖြတ်နိုင်ခဲ့ပြီဆိုရင်တော့ global issue ကိုသူကင်နိုင်ခဲ့ပြီအစင်သူကြောက်သွားပြီလို့ကျွန်တော်ပြောလို့ရတယ်ဘာလို့လဲဒီဘွဲကအသိကြီးဒီကြောက်ဖြတ်ဘွဲအသိကြီးတယ်ကြည့်သလားမကြည့်သလားမင်းနဲ့ကရင်ပြည်နယ်မှာတိုက်ပွဲရုံမတိုက်ရတဲ့အဖြစ်ကိုတိုက်ပွဲတော့မတိုက်ရဘူးပွဲတော့သိပ်ပြီးရအောင်တွေ့သတိထားမိလားမသိဘူးကရင်ပြည်နယ်မှာကြီးကြီးမားတိုက်ရတဲ့ပွဲသိမရှိတော့ဘာကြောင့်လဲဆိုတော့ဘလောက်တော့ကြားဖြန့်ကိ issue ကအကောင်လုံးခေါက်ခိုက်သွားစေခဲ့တယ်ဆိုတာအဖြစ်ပါပဲဒါကြောင့်မြို့တော်တင်းတယ်ဆိုတာကြီးတယ်ဒီ issue ကိုဘုံကြီးကဒီ advantage ရအောင်လုပ်မလား ဒီ disadvantage နေပြီးတော့ advantage ဖြစ်အောင်လုပ်မလားဒီကြားဖြတ်ကိုနှိမ့်နေတဲ့ငင်းချမ်းရုပ်ပါတပါးလဲဆွဲခေါ်နိုင်မလားတားရှူထမ်းတဲ့အကုတ်ကိုဘိုးချုပ်မကြီးအကွက်ရွှေ့နိုင်မလားဆိုတော့ကျွန်တော်တို့ကစိတ်ဝင်စားကျွန်တော်စောင့်မယ်ကြည့်ကြအောင်မယ်လို့ပြောချင်တယ်အဲ့တော့မကြမီလာမီညှော်လို့ပဲပြောချင်တာပေါ့နော်မကြမီလာမြို့ဆိုတာဘာလဲမိမပကိုဖန်တော့ပါကိုမိကပြောနေတာလားမိမပကဘာကွမရှိတာမဟုတ်ပါဘူးလုံနိုင်မှလည်းမဟုတ်ဘူးလုံနိုင်ဆွန်းလည်းမရှိတော့ဘူးတူတော်မှငါအိပ်ပြုံးမလားမသိဘူးဖုန်းတော့ခေါ်ကြည့်အောင်နော် မင်းတို့ပပကြီးပါတော်မလားဆိုချစ်တူပါတော်မလားအဲ့ဒါပဲကျွန်တော်တို့ကဆောင်ကြည့်နေတာဖြစ်ပါတယ်လို့ငကြောင်ရဲ့မင်းတို့ပပမှာအကြံဉာဏ်တွေကုံသွားပြီတရုတ်ကအမေရိကန်မဝင်နိုင်အောင်ကုငင်ရင်တော့ရသေးတယ်ဒါပေမဲ့တရုတ်ကအမေရိကန်ကိုတားနိုင်မှာမဟုတ်ဘူးဆောင်ကြည့်ချက်သေးတာပေါ့ငကြောင်ရဲ့ဟုတ်ကဲ့ပါသူငယ်ချင်းတို့ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time